တင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်နိုင်ငံသားမဟုတ်ရဲ့ဘဲဘေးခွင့်မရတဲ့အမိန်ကိုထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာအမေရိကန်နိုင်ငံသားမဟုတ်ဘူးဆိုရင်ဘဲဘေးခွင့်မရမယ့်အမိန်ကိုအုပ်ချုပ်ရေးအာဏာနဲ့အမေရိကန်သမ္မတကလက်မှတ်ရေးထိုးလိုက်တယ်လို့သိရပါတယ်။ အတည်ပြုထုတ်ပြန်လိုက်တဲ့အမိန့်ထဲမှာအမေရိကန်ရွေးကောက်ပွဲထားကူပြုရေးကော်မရှင်အနေနဲ့အမေရိကန်နိုင်ငံကလက်မှတ်ဒါမှမဟုတ်အမေရိကန်နိုင်ငံသားဖြစ်တယ်လို့အစိုးရဘက်ကအတည်ပြုထားတဲ့တသက်ခံအိုင်ဒီကတ်တစ်ခုခုရှိနေသူတွေကိုပဲမဲပေးခွင့်ရှိသူတွေအဖြစ်အတည်ပြုပေးရမယ်ဆိုတဲ့အချက်ပါဝင်ခဲ့ပါတယ်။အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာရွေးကောက်ပွဲမတမာမှုတွေကင်းစင်မှုကြောင့်အမေရိကန်နိုင်ငံသားစစ်မှန်သူတွေပဲမဲပေးခွင့်ရမယ်လို့သတ်မှတ်ခဲ့တာဖြစ်တယ်လို့ဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ဒါအပြင်မဲယုံနေပိတ်သားချိန်မှာ ရောက်ရှိလာတဲ့ကျွတ်တင်မဲတွေကိုလည်းထက်သွင်းရတဲ့မှုတွေမလုံရဘူးဆိုတဲ့အချက်လေးထုတ်ပြန်လိုက်တဲ့အမိန့်လေးမှာပါရှိခဲ့တာကြောင့်အမေရိကန်ရွေးကောက်ပွဲတွေဟာကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်လာမယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ကြပါတယ်။ အတိုက်ခံပါတီဖြစ်ကိုရောက်ရှိနေတဲ့တမနာဟောင်းကျိုးပိုင်နိုင်ရဲ့ဒီမိုကရက်တစ်ပါတီကမဲပေးခွင့်ရဖို့အတွက်အမေရိကန်နိုင်ငံကိုလက်မှတ်ဒါမှမဟုတ်မွေးစည်ရင်လို့အမေရိကန်နိုင်ငံသားဖြစ်တယ်လို့အတည်ပြုနိုင်တဲ့ ID တွေတင်ပြဖို့ဆိုတာဟာစီရွေးနှပါသူတွေနဲ့အသက်အရွယ်ကြီးသူတွေအတွက်လက်တွေ့လုပ်ဖို့အတွက်ခက်ခဲနိုင်တာတွေဟာမဲဆန္ဒရှိခွေးဆုံးရှုံးနိုင်တဲ့ချက်တွေဖြစ်တာကြောင့်လက်တွေ့ကျင့်တော်မှုအတွက်တိတ်ရှာသုံးသပ်တဲ့နယ်လို့တုတ်ပြန်ခဲ့ကြတယ်လို့သိရပါတယ်ဒီသတင်းတော့ညင်းကျောင်းဝါပေးပို့လာပါပါ